အပိုင်းရှိရဲ့ဆောက်မှာတော့နီကိုတရားကိုဟာချီမန်ရဲ့လက်ထဲကိုကြားရောက်နေပါတယ်။နောက်ပြီးသူကအသက်ရှူကျလွန်းတာကြောင့်သူ့ကိုလွတ်ပေးဖို့အတွက်ပြောနေပြီးအသက်ရှင်ဖို့အတွက်အသက်လူနေရတာပါ။အဲဒီနောက်မှာတော့နီကိုလည်းမွန်းချမှုတံကိုမခံနိုင်တော့တဲ့အဆုံငိမ့်ချသွားခဲ့ပြီးဒီဆုံးသွားခဲ့ပါတယ်။အရာအလုံးပြီးဆုံးသွားပြီလို့ထင်ရတဲ့အချိန်မှာပဲသူ့ရဲ့ဇယိုက်မျိုးကွဲလက္ခဏာကပြန်လည်နှိုးထလာခဲ့ပြီးရှာတလန်ကြီးနဲ့အသက်ပြန်ရှင်လာပါတယ်။အဲဒီအချိန်တစ်ဖက်မှာတော့ယူနိုကနီကိုသားအဲ့လိုဖြစ်သွားမယ်ဆိုရင်အတော်လေးဆိုးတဲ့အချိန်ကြီးကြောက်ရောက်လာတော့မယ်ဆိုပြီးစိတ်ပူနေကြတာပါ။ အားလုံးကလည်းပဲထူးဆန်းတဲ့စကားတံကိုကြားလိုက်ရတဲ့အတွက်သူတို့ကိုရှင်းပြခိုင်းလိုက်တော့နီကိုကဆေးရည်မရှိတာနဲ့အထင်းချုပ်กินလို့သွားတဲ့ယောဂရှိချောင်းပြောပြလိုက်ပါရီပုံမှန်အားဖြင့်ဆိုရင်တော့လူတွေကအသက်ရှူကြတဲ့အခါတည်သွားပြီမယ်နီကိုကတော့အခြားလူတယောက်လိုမျိုးပြန်လဲနှူးထလာရက်ပါရီနောက်ပြီးအဲ့လိုပြန်လဲနှူးထလာတဲ့အကျိုးဆက်အနေနဲ့အုံနောက်လေးတဖြည်းဖြည်းပြန်စီသွားမှာပါဒါကြောင့်မလို့ Tourist တို့ကလည်းဒါကိုနားလည်သွားခဲ့ကြပြီဒေါက်တာ Okina ရဲ့ဆေးရည်ကအဲ့လိုမဖြစ်အောင်ထိန်းချုပ်ထားမှန်းသဘောပေါက်သွားပါရီ အဲဒီနောက်မှာတော့အားလုံးကတရားတစ်ပေါက်ပြောဆိုနေကြခြင်းဂျူကိုကတော့သူနောက်ပြန်လှည့်လာတော့မှဖြစ်ကြောင်းအားလုံးကိုအသိပေးလိုက်ပါရီဟန်ဒီကတော့ဒါကိုခွင့်မပြုခြင်းပဲတရုတ်တရဲတွေကနေနေရာတိုင်းမှာရှိနေတာကြောင်းတတိထားဖို့အတွက်ပြောတော့ Tris ကလည်းဒါကိုဝင်ထောက်ခံလိုက်ပါရီအရှိကိုဆက်သွားဖို့အစီအစဉ်ကလည်းဖျက်လို့မရတာကြောင်းဂျူကိုတယောက်အများနဲ့တယောက်ဖြစ်နေခဲ့တဲ့အတွက်ငြိမ်းချသွားပါတော့ရီအဲဒီအချိန်တစ်ဖက်မှာတော့ဟာချီမန်ကပြန်လည်နိုးထလာပြီးနီကိုကိုဘာကောင်းလဲဆိုပြီးကြည့်နေပါရီရုတ်တရက်ကြီးပုံစံပြောင်းသွားတဲ့အပြင်မျက်လုံးကြီးကလည်းနီးရဲနေတာကြောင့်သူကအံ့ဩနေပါရီ အဲဒီနောက်မှာတော့နီကိုကဟာချီမန်းစီကနေဈေးနဲ့နေရနေကြောင်းထားပြောလာပြီးညှစ်ထားတဲ့လေဘင်းကလက်ကိုတဖြည်းဖြည်းဆွဲခွာလိုက်ပါရီနောက်ပြီးဈေးကသူ့ရဲ့အသက်ကိုကယ်တင်နိုင်ကြောင်းကြောက်စရာပုံစံကြီးနဲ့ပြောဆိုနေခဲ့ကမသေးခြင်းသေးဘူးဆိုရင်ဈေးကိုပေးဖို့အတွက်အိုဟီဘီစတင်တိုက်ခိုက်ပါတော့ရီဒါပေမဲ့ဒီတစ်ခါမှလည်းနီကိုတယောက်ပြင်းထန်တဲ့ကံကြက်ကိုခံစားလိုက်ရပြီးလဲကျသွားပါရီဒီလိုနဲ့လဲကျနေတဲ့နီကိုကဈေးဆိုတဲ့စကားလုံးကိုအခောက်ပေါင်းများစွာအော်ဟစ်နေပြီးဟာချီမန်းကတော့ရိုဂူရီကီကိုတတ်ဖို့အတွက်မိန်ပေးလိုက်ပါရီဒါကြောင့်ရိုဂူရီကီလည်းကြီးကုန်းစွားနဲ့လမ်းပစ်လိုက်တော့အားလုံးက နီကိုကိုရှောင်မှုအတွက်ဝိုင်းသတိပေးကြပါရီထူးဆန်းစွာနဲ့ပဲနီကိုကလက်ဗလာနဲ့ကြီကုန်းတက်ရောက်ခြင်းအလုံးကိုတားပြလိုက်ပြီးဟာချီမန်စီပြန်ပြစ်လို့ပြခဲ့လိုက်ပါရီအဲဒီနောက်မှာတော့ပောက်ကွဲမှုကြီးကဖြစ်ပေါ်လာခဲ့ကဒါကိုချောင်းကြည့်နေတဲ့မစ္စတာကြီးကတော့ဘွေးကတော့ကျန်းနေပြီဆိုပြီးသဘောကျနေပါရီအစာပိုင်းမှာတော့တိတ်အားမရပါပဲယောဂထားဖောက်လာတဲ့နီကိုရဲ့ပုံစံကအရန်ကိုကြောက်စရာကောင်းကြောင်းကိုလည်းတီးတိုးပြောဆိုနေတာပါဟာချီမန်ကတော့ယုတ်တည်းရဲ့မြင်ကွင်းကနေပျောက်သွားတဲ့နီကိုကိုလိုက်ရှာနေခဲ့ပါရီ။အဲဒီချိန်သူကနေရန်ပေါ်မှာကတ်တွေ့နေတဲ့နီကိုကိုတွေ့လိုက်ရပါရီ တစ်ဆက်တည်းမှာပဲဟာရှီမန်လည်းနီကိုရဲ့ကိုက်ဖြတ်ခြင်းကိုခံလိုက်ရပြီးအတော်လေးလဲနာကျင်သွားပါသည်။ဒါကြောင့်သူကရိုဂူရီကီကိုစစ်ကူလန်တောင်းလိုက်တော့လီယန်ကရိုဂူရီကီကိုချုပ်ထားလိုက်ပါပြီ။အဲဒီအချိန်ဥပါကလည်းရောက်ရှိလာခဲ့ကသူ့ရဲ့ကြီးကုန်းစွာနဲ့နှစ်ဖူးမှကက်ခံထားရတဲ့အင်းစာရွက်ကိုဖယ်ရှားပေးလိုက်ပါသည်။အဆောင်ကိုမီးရှို့ခံလိုက်ရပြီဖြစ်တာကြောင့်ဟာရှီမန်လည်းအတော်လေးကိုဒေါသထွက်သွားခဲ့ပြီးသူ့ဘော်ကိုကတ်တွယ်နေတဲ့နီကိုကိုခေါင်းကနေဆွဲကင်ပေါက်ပစ်လိုက်ကနေရည်နဲ့မိတ်ဆက်ပေးလိုက်ပါသည်။အဲဒီအချိန်အသီးစိတ်လွတ်နေတဲ့နီကိုကတော့ချက်ချင်းပြန်ထလာပြီးဟာချီမန်ကိုလက်သေးရီနဲ့လိုက်လံကုတ်ဖယ်နေပါရီ လူတယောက်လှူရှာမှုပုံစံနဲ့ကွဲထွက်နေတဲ့ညီကိုကြောင့်ဟာချီမန်တယောက်တော်လေးကိုခုခံနေရတာပါအဲ့ဒီအချိန်မှာပုံနေတဲ့မစ္စတာဂျီကပေါ်လာပြီးညီကိုကဆေးကိုအသုံးပြုပြီးတဲ့နောက်ပိုင်းသူကိုယ်တိုင်အစိတ်ဖြစ်သွားကြောင်းရှင်းပြလိုက်ပါတယ်ဒါမှလူသားတွေအနေနဲ့ထိန်းချုပ်မှုကင်းလွတ်သွားရင်တည်သွားရပေမဲ့သူကတော့အစိတ်ဖြစ်လာပါတယ်တကယ်တော့အဲ့ဒီဆေးတွေကိုဟာချီမန်ကိုယ်တိုင်အတင်းကျပ်တီထွင်ခိုင်းခဲ့တာဖြစ်ပြီးဒါကတော့ဘေးထွက်ဆိုးကျိုးအနေနဲ့ဖြစ်လာတဲ့အန်နီရဲ့ဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်အဲ့နောက်မှာတော့ Mr. G ကသူ့ကိုတိုက်ခိုက်ဖို့လာနေတဲ့ညီကိုရဲ့ကြိုက်ဖြတ်ခြင်းကိုတမင်တက်တက်ခံလိုက်ပြီးစီးတလုံးကိုလည်းပဲလေပင်နဲ့ပြစ်ထည့်ပေးလိုက်ပါတယ် ဒါကြောင့်နီကိုလည်းချက်ချင်းငြိမ်ကြသွားခဲ့ရပါတယ်။ဟာချီမန်ကဘာစီရီထိုးလိုက်တာလေလို့မြင်တော့မစ္စတာဂျီက၃နေကြာစီးတမျိုးကိုသာထိုးထည့်ပေးလိုက်ကြောင်းပြန်ဖြေပါတယ်။ဒီလိုနဲ့မစ္စတာဂျီကိုဟာချီမန်ကဂျန်နေသူတွေကိုတတ်ဖို့အတွက်အမိန်ပေးလိုက်တော့မစ္စတာဂျီကစီးထိုးဟက်တစ်ခုကိုထုတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီစီးထိုးဟက်ကိုသူကဟာချီမန်ရဲ့ပေါင်ကိုထိုးချပြစ်လိုက်ပါတယ်။သစ္စာအဖောက်ခံလိုက်ရပြီဖြစ်တာကြောင့်မစ္စတာဂျီကိုဒေါသထွက်သွားချိန်မစ္စတာဂျီကသူကဟူပါရိုဘက်ကဖြစ်ကြောင်းထားပြောပါရီ။နောက်ပြီးအခုထိုးထည့်လိုက်တဲ့ဆေးကဟာချီမန်အတွက်တည်တံ့ဖော်ထုတ်ထားတဲ့ဆေးဖြစ်ပြီ ဒီအရာကတကယ်ကိုတောက်ဆမ်းမဲလို့ဆိုလိုက်ပါလိ။ဈေးရနီးတဲ့အရာဆိုရင်မကြခင်အုံနောက်နဲ့အကျော်ရီတေကုန်ပြီ။တကူလုံးသုံးစားမရပဲတည်ရင်းစိုးနဲ့တည်သွားမှာဖြစ်ကြောင်းရှင်းပြလိုက်ပါတော့လေ။အဲဒီနောက်မှာတော့မစ္စတာဂျီကဟာချီမန်ကိုခွင့်မဲ့လို့ကြောင်းပြောလိုက်ပြီးဒါကသူ့ရဲ့ဈေးပညာတွေကိုအလွဲသုံးစားလုပ်ပြီးဥပါရဲ့ခန္ဓာကိုယ်ရင်းကအစိပ်ပိုင်းတွေကိုရောင်းစားခဲ့တာကြောင့်မာဒါကသူ့ရဲ့ဆရာဝေမာနာကိုအတော်လေးထိခိုက်သွားစေခဲ့တာကြောင့်ဒီလိုမျိုးဆုံးဖြတ်ချက်ကိုချခဲ့တာဖြစ်ပါလိ။ဒါပေမဲ့မစ္စတာဂျီတယောက်ဟာချီမန်ရဲ့ထိုးနှက်ခြင်းကိုခံလိုက်ရပြီးလွင့်ထွက်သွားပါလိ။ လဲကြနေတဲ့မစ္စတာဂျီကိုဟာချီမန်ကစောင့်ကံမှုလုပ်နေချိန်လီယန်ငယ်ဥပါရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။ဒါကြောင့်မစ္စတာဂျီလည်းဥပါကိုကျေးဇူးတင်စကားပြောလိုက်ပြီးဥပါကတော့နောက်တစ်ခါအခုလိုမျိုးအန်ရရှိတဲ့ကိစ္စတွေကိုတယောက်တည်းဆုံးဖြတ်ပြီးမလုပ်ဖို့အတွက်မှာနေပါတယ်။အဲ့ဒီချိန်တစ်ဖက်မှာလေနီကိုကပြန်နိုးထလာပြီးပုံမှန်အချိန်ပြန်ရသွားခဲ့ကသူကဥပါကိုလိုက်ရှာနေပါတယ်။ဥပါကတော့လှုပ်ချင်ရလို့ပြီးသူ့ရဲ့အသက်ကိုကယ်ခဲ့တဲ့မစ္စတာဂျီကိုရင်နာနာနဲ့ဆဲဆိုနေလို့မစ္စတာဂျီကလည်းပဲဒီအဆောက်အုံကသူ့အတွက်လည်းအရေးကြီးတာကြောင့်ကာကွယ်မရမယ်ဆိုပြီးခေါင်းကိုကင်ထားလိုက်ပါတယ်။ ဒါကိုကြတော့နီကိုလေဂျူဂိုရိုးဖွဲ့နဲ့အရင်နှောင်းကအချိန်တွေကိုပြန်လဲမြင်အောင်လာပါရီအဲ့ဒီအချိန်ဟာချီမန်ကအားလုံးကိုဒရာမာခင်းမနေပုံနဲ့တိုက်ပွဲကိုပြန်စတော့မှဖြစ်ကြောင်းလှမ်းသိပေးလိုက်ပါတော့ရီဒါပြင်ဒီတစ်ခေါက်မှာဘသူတော်မှအခွင့်အရေးမရှိတော့ကြောင်းအကုန်လုံးကိုတတ်ပြစ်မယ်ဆိုတာချင်းချောက်ပါရီထောင်ဆောင်တွေရောထောင်သားတွေရောတစ္ဆာမရှိတဲ့အဆောက်အုံငါးပါသူကြားထားတဲ့အတိုင်းအတော်လေးကိုအကျင့်ပြတ်ချစားနေတဲ့အဆောက်မန်းနားလေသွားပြီလို့ဆိုလိုက်ပါရီအဲ့ဒီနောက်မှာတော့၃ယောက်တယောက်တိုက်ပွဲကြီးကစတင်ဖို့တာဆူလာပါရီ မစ္စတာဂျီကသူ့စီကိုပြေးဝင်လာနေတဲ့ဟာချီမန်းကိုအစိတ်ရတီနဲ့ပြစ်လိုက်ပြီးဟာချီမန်းကဒါကိုရှောင်းတိန်လိုက်ပါတယ်။အဲ့ဒီချိန်အာယွန်ပြက်လွင့်သွားတဲ့သူကိုလီယန်ကဝင်ရောက်တိုက်ခိုက်လိုက်ပါတယ်။ဒါအပြင်ဟူပါကလည်းသူ့ရဲ့ကြီးကောင်းဆွမ်းတဲ့ဖိချာကဝင်ကူပါတယ်။ဒါပေမဲ့အခုချိန်ထိသူတို့အားလုံးကဟာချီမန်းကိုထိအောင်မတိုက်ခိုက်နိုင်ကြပေ။မစ္စတာဂျီကထူးဆန်းတဲ့ခရမ်းရောင်အငွေတွေကိုမှုတ်ထုတ်ပြစ်လိုက်ပါတယ်။အဲ့နောက်မှာတော့ဟာချီမန်းလည်းဒူးထောက်လေးကျသွားပြီးတကယ်တော့မစ္စတာဂျီကအစိတ်ငွေတွေကိုတမင်သက်သက်ရှူမိအောင်လို့ထောင်ချောက်ဆင်ထားခဲ့တာပါ။ အဲ့ဒီအချိန်မှာမစ္စတာဂျီရဲ့တွေးထဲမှာတော့ဆာမွန်ပြောခဲ့ပူတဲ့စကားတွေကိုပြန်ကြားရောက်နေပါတယ်။အဲ့ဒီတော့ကသူ့ကိုအစိတ်တေအကြောင်းဆာမွန်ကမင်းနေခဲ့တယ်လို့ဒါကခန္ဓာကိုယ်ရင်းကလေးစားတွေကိုမပြည့်စည်စေနိုင်နဲ့အစိတ်အပြော့စားအကြောင်းမှာဘာပဲဖြစ်ဖြစ်သူ့အပေါ်ကိုအရာရာယူသားခဲ့တဲ့သူဖြစ်တဲ့အတွက်ဆာမွန်ကိုကိုယ့်လောက်ကိုကောင်းကောင်းလုပ်ဖို့အတွက်တတိပေးပြီးမစ္စတာဂျီကလည်းဒါကိုတော်လေးချိန်နေနေပါတယ်။အဲ့ဒီနောက်မှာတော့ဆာမွန်ကဒီယေဘူးစန်းကြီးအပေါ်ကိုခေါ်လာရတဲ့အကြောင်းရင်းကိုရှင်းပြပြီးနောက်တစ်ခါဒီကိုလာဝင်ရရှိတော့မှမဟုတ်တာကြောင့်လှပတဲ့ရှုခင်းကိုမျက်လုံးနဲ့ဆွဲနေအောင်ကြည့်ထားပြီးမှတ်ထားဖို့အတွက်သတိပေးလိုက်ပါရီ လက်ရှိချိန်မှာတော့သူတို့အားလုံးကကုလေပင်ကိုပြန်ပြီးညှက်နေတဲ့ဟာချီမန်းကိုဝိုင်းကြည့်နေကြပြီးဟာချီမန်းကတော့သူ့ကိုသူမယုံနိုင်အောင်ဖြစ်နေပါတယ်တကယ်တော့သူအသွင်းခံလိုက်ရတဲ့အစိတ်တွေကကိုကိုကိုပြန်နှိမ့်ဆက်စေတဲ့အစိတ်မျိုးစားဖြစ်ပြီးမစ္စတာဂျီကဒါကိုတမင်တသက်တီထွင်ထားခဲ့တာပါဒါကလည်းပဲအတိတ်မှာတော့ဟာချီမန်းကျူးလွန်ခဲ့ဘူးတဲ့အပြစ်မဲ့သူတွေခံစားခဲ့ရတဲ့နာကျင်မှုအတိုင်းပြန်လည်ခံစားစေခြင်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အဲဒီနောက်မှာတော့သူကဒီလိုအော်ဟစ်အကူကြီးတောင်းခံတဲ့နေကိုကြားပူရဲမှလာလို့ပြီးတော့ဟာချီမန်းကရက်ပြီးဖို့အတွက်တောင်းဆိုနေပါတယ် ဒါပေမဲ့မစ္စတာဂျီကတော့သူကလူတွေကိုသူ့ရဲ့လက်နဲ့ကိုယ်တိုင်မတတ်တဲ့အကျင့်အကြောင်းဝင်ခံလိုက်ပြီးလက်ဖြောက်တစ်ချက်ကြီးလိုက်ချိန်မှာတော့ဟာချီမန်လဲမာလကီယာသွားပါတော့တယ်ဒီလိုနဲ့ဟာချီမန်တယောက်လဲကြသွားချိန်မှာတော့လီယန်ကတကယ်ကြီးသူ့ကိုတတ်လိုက်တာလားလို့ထားမိပါတယ်ဒါကြောင့်မစ္စတာဂျီကလည်းတမင်ဖျဲချလိုက်တာဖြစ်ပြီးဒီတစ်ခါလဲတာမန်ဆီရီကိုသာအသုံးပြုထားကြောင်းရှင်းပြလိုက်ပါတော့တယ်ဆေးရအာနီတင်ကတာမန်မဲဆိုပေမဲ့သူပြောလိုက်တဲ့စကားလုံးနေကြောင်းဟာချီမန်ကတိုင်ပတ်သွားခဲ့ရတာပါနောက်ပြီးဒီလိုကောင်မျိုးကိုတတ်ဖို့ဟာတော်တော်လေးကိုအန္တရာယ်များတဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်မလွယ်ကူဘူးလို့လည်းဆိုပါရည် အဲဒီနောက်မှာတော့ဒရီရဲ့နောက်ကိုနီကိုကရောက်ရှိလာခဲ့ချိန်ဟူပါကအဆင်ပြေသွားပြီလားလို့မေးနေပါရီနီကိုကတော့အားလုံးကသူ့ကိုကယ်တင်လိုက်တဲ့သူရဲကောင်းပုံစံဖြစ်နေပေမဲ့မစ္စတာဂျီကတော့တခါတလေကြားလို့ရှိရင်ကြောက်ဖို့ကောင်းပြီးလူအိုဂျီနဲ့တူတဲ့အကြောင်းထားပြောပါရီဒါကြောင့်မစ္စတာဂျီလည်းသူ့ကိုလူအိုဂျီလို့မခေါ်ဘဲအော်ဟစ်ခေကဇလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါရီ